မလ28ရက်နေ့ကလုခတ်တော်ရဲ့အင်အားပြင်းကလေးနံကြောင့်မန္တလေးတိုင်းဒေသကြီးအတွင်းဒေဆုံးသူ694ဦးရှိလာကြောင်းနိုင်ငံပိုင်သတင်းဌာန MRTB ကနေထုတ်ပြန်လာပါတယ်။မလ29ရက်မွန်လွဲ12နာရီချိန်ထိနောက်ဆုံးကောက်ရရှိတဲ့စီးရင်များအရတနိုင်ငံလုံးတိုင်းဒဏ်အနေနဲ့လင်ဒန်သင်ခံရတဲ့ဒေသများအားလုံးမှာအလင်းဘေးဒဏ်ကြောင့်တည်ဆုံးခဲ့ရသူစုစုပေါင်း1200ဦးရှိလာတယ်လို့လည်းသိရှိရပါတယ်။ တရုတ်အစိုးရကမြန်မာနိုင်ငံကိုအရေးပေါ်လူသားချင်းစာနာမှုအကူအညီဖြင့်ယွမ်တန်းတရားပံ့ပိုးပေးဖို့ဆုံးဖြတ်ခဲ့ကြောင်းတရုတ်တန်ရုံးမြန်မာကထုတ်ပြန်ပါတယ်။ကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့ဆဲလွတ်ပြီးတဲများ၊ဆောင်းများအရေးပေါ်ဆေးဘက်ဆိုင်ရာ ပစ္စည်းများအစားအစာနဲ့တောက်သုံးရည်စင်များစတဲ့ဘေးဒဏ်သင့်ဒေသတွေကိုအရေးတကြီးလိုအပ်နေတဲ့ပစ္စည်းများထောက်ပံ့ပေးမယ်လို့ဆိုပါတယ်။ အိန္ဒိယနိုင်ငံကလည်း Operation Brahma စီမံချက်အမည်နဲ့ယမန်နေ့ကငလင်လောက်ခတ်မှုတန်ခံခဲ့ရတဲ့မြန်မာနိုင်ငံရှိပြည်သူများအထွတ်ပထမဆုံးတုံ့ပြန်ကူညီဆောင်ရွက်တဲ့နိုင်ငံအဖြစ်ဆောင်များ၊တန်ရှင်းပစ္စည်းများ၊အိယာများ၊အစားအသောက်များ၊မီးစက်များနဲ့မရှိမဖြစ်လိုအပ်သောစေဝါများအပါအဝင်ကစေးပစ္စည်း15တန်ခန့်ပထမအထုပ်ဖြစ်ရန်ကုန်ကိုရောက်ရှိလာပြီလို့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကထုတ်ပြန်လာပါတယ်။ လင်းတန်ခံခဲ့ရတဲ့မြန်မာနိုင်ငံမှာကုညီကေစိလုပ်ငန်းတွေဆောင်ရွက်ဖို့စင်ကာပူအရက်ဖက်ကာကွယ်ရေးတပ်ဖွဲ့ SCDF ဖွဲ့ဝင်80ဦးကိုဆဲလွတ်လိုက်ကြောင်းသိရှိရပါတယ်။ SCDF အနေနဲ့ NASA ကရဲ့အကူအညီပေးရေးတောင်းဆိုမှုကိုဘာဝဘေးကုညီရေးနဲ့ကေစိအဖွဲ့ဝင်တွေဟာစေဘဆိုင်ရာဆရာဝန်တွေစီးမှုတွေရှာဖွေကေစိရေးခွေးတွေနဲ့အတူထွက်ခွာလာတယ်လို့သိရှိရပါတယ်။ ဒါပြင်မြန်မာနိုင်ငံမှာမြင်းလင်းကေဇေးကြီးလုပ်ငန်းတွေဆောင်ရွက်ဖို့ရုရှားနိုင်ငံမှာရှောက်ပွေကေဇေးကြီးအဖွဲ့ဝင်120ဦးရောက်ရှိလာကြောင်းလည်းသိရှိရပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်နဲ့အရေးပေါ်ဝန်ကြီးဌာနရဲ့အမိတ်အရလေရင်နှစ်စီးနဲ့ရောက်ရှိလာတာလို့ဆိုပါတယ်။လေရင်တွင်ကေဇေးကြီးဝန်ထမ်းများမိစင်းနဲ့ခွဲစီဆရာဝန်များစိတ်ကျမ်းပါရေးဆရာဝန်တွေပါဝင်လာပြီးအိတ်မိနေသူတွေကိုရှာဖွေကေဇေးဖို့လိုအပ်တဲ့ကိရိယာတွေအစုံလင်ပါရှိကြောင်းလည်းသိရှိရပါတယ်။ န်ကိုရီးယားအစိုးရဟာမြန်မာနိုင်ငံကိုအမေရိကန်ဒေါ်လာ2သန်းတန်ဖိုးရှိတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပေးရသွားမယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံကငလျင်လုခတ်မှုဒဏ်ခံခဲ့ရတဲ့မြန်မာပြည်သူတွေထံအစိုးရအကူအညီတွေပေးရသွားဖို့စီစဉ်နေတယ်လို့တောင်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးဌာနကစနေနေ့မှာပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာငလျင်တန်ကြောင့်ထိခိုက်ပျက်စီးမှုတွေဖြစ်ပွားမှုအပေါ်ကုညီကယ်ဆေးလုပ်ငန်းတွေပံ့ပိုးပေးဖို့အကူအညီတောင်းခံလာပါကချက်ချင်းဆောင်ရွက်ပေးသွားမယ်လို့ဘီလာရုစ်သမ္မတလူကာရှန်ကောကပြောပါတယ်။သမ္မတရဲ့ညွန်ကြားချက်အရငလျင်တန်တဲ့အကျိုးဆက်တွေကိုကင်တွယ်ဖြေရှင်းဖို့အရေးပေါ်ဝန်ကြီးဌာနရဲ့ ZUBR Republican အထူးတပ်ဖွဲ့ကိုအသင့်ဖွဲ့စည်းထားရှိပြီးဖြစ်တယ်လို့ဆိုပါတယ်။ ZUBR အထူးတပ်ဖွဲ့မှာကယ်ဆေးဝန်ထမ်း66ဦး ရှောက်ဖွေကယ်ဆယ်ရေးခွေးတပ်ဖွဲ့၄ဘွဲ့နဲ့လိုအပ်တဲ့စက်ကိရိယာတွေနဲ့ပစ္စည်းများကိုအဆင့်အသင့်ပြင်ဆင်ထားကြောင်းလည်းသိရှိရပါတယ်။လက်ရှိချိန်မှာနိုင်ငံတကာလုံထုံးလုံနည်းတွေနဲ့အညီမြန်မာနိုင်ငံဘက်မှအကူအညီတောင်းခံမှုကိုစောင့်ဆိုင်းနေကြောင်းဘီလာရုစ်သမ္မတကပြောကြားထားပါတယ်။ အင်အားပြင်းထန်တဲ့ငလျင်တကြောင့်ရန်ကုန်မန္တလေးရထားလမ်းတွေထိခိုက်ပျက်စီးမှုတွေရှိခဲ့တာကြောင့်ရထားခီးစဉ်တွေယာယီဖျက်သိမ်းထားကြောင်းမြမမီးရထားထံကသိရှိရပါတယ်။မလ29ရက်နေ့နနက်9:00နာရီမှာရန်ကုန်ကနေထွက်ခွာမဲ့အမတ်7အစံရထားနဲ့နနက်6:00နာရီမှာထွက်ခွာမဲ့ DEMU ရထားခီးစဉ်တွေကိုဖျက်သိမ်းထားတယ်လို့ဆိုပါတယ်။ မလ29ရက်နေ့နနက်9:00အချိန်မှစပြီးတရက်အတွင်းအုပ်စု6ခုနဲ့၄နာရီနှုန်းကန်တာရည်တင်နိုင်ဖို့ဓာတ်အားဖြန့်ပြူးပေးနိုင်မယ်လို့ရန်ကုန်လျှက်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YSC ကကြေညာပါတယ်မလ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ငလျင်တန်းကြောင့်ဓာတ်အားပေးဆက်ယူခွဲယုံတဲ့ဓာတ်အားလိုင်းတွေရဲ့ဓာတ်လွတ်ပစ္စည်းတွေဟာချိုးရင်းပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ် အဲဒါကြောင့်ဒါအားစနစ်မှာဒါအားချိတ်ဆက်ပို့လွန်နိုင်ခြင်းမရှိစဉ်ကာလအတွင်းရန်ကုန်တိုင်းတွင်က gas turbine တွေကနေဒါအားထုတ်လုပ်ဖြန့်ဖြူးနိုင်မှုစီမံဆောင်ရွက်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။